မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်။မင်းအောင်နိုင်တဲ့စစ်ကောင်စီရဲ့မြန်မာပြည်သူပေါ်အကြမ်းဖက်လုံရက်တွေကိုအာဆီယံကနစ်လျူရှုထားရင်နိုင်ငံငင်းကျက်တည်ငြိမ်မှုမရနိုင်လို့ NUG သတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်နိုင်တဲ့စစ်ကောင်စီရဲ့မြန်မာပြည်သူပေါ်အကြမ်းဖက်လုံရက်တွေကိုအာဆီယံကနစ်လျူရှုထားရင်မြန်မာနိုင်ငံငင်းကျက်တည်ငြိမ်မှုမရနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့သမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကသတိပေးပြောဆိုလိုက်ပါတယ်။ ဒီကနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်း press briefing အစီအစဉ်မှာနိုင်ငံတော်တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကအထက်ပါတိုင်းပြောဆိုလိုက်တာပါအချမ်းဘက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကမလ28ရက်နေ့စကိုင်းငလင်ကြီးလှုပ်ခတ်ချိန်မှာလည်းအပြင်းရကြီးညာခဲ့တော့လဲပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်းမလ28ရက်ငလင်ဖြစ်ပွားပြီးချိန်ကစပြီး AP 23ရက်နေ့ထိငလင်ဘေးဒဏ်တင်ဒေသများအပါအဝင်နိုင်ငံအနှံ့ပြားကိုစစ်ကောင်စီကလေကြောင်းမှတဆင့်ပုံကျဲတိုက်ခိုက်မှုပေါင်း196ကျိန်လက် က်နက်ကြီးပစ်ခတ်မှုပေါင်း64ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ235ဦးသေဆုံးခဲ့ကြောင်းဒဏ်ရာရရှိသောဦးရေစုစုပေါင်းမှာ428ဦးရှိကြောင်း၎င်းကဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်အနေနဲ့မြန်မာပြည်သူတွေပေါ်ရရဆက်ဆက်ကျူးလွန်မှုတွေလှုံ့ဆော်နေပြီးအာဆီယံအနေနဲ့အဲ့ဒီကျူးလွန်မှုတွေကိုလျှို့ရှုမထားဖို့အရေးကြီးကြောင်း၎င်းကထောက်ပြပါရယ်လက်ရှိမှာမြန်မာပြည်သူလူထုအပေါ်မာအာလာနဲ့စစ်ကောင်စီကအကြမ်းဖက်လုပ်ရက်တွေကိုကျူးလွန်နေတာကိုအာဆီယံအနေနဲ့လျှို့မရှုဖို့အရေးကြီးပါရယ်အကြမ်းဖက်လုပ်ရက်တွေကိုလျှို့ရှုထားမယ်ဆိုရင်မြန်မာနိုင်ငံမှာငြိမ်းချမ်းတည်ငြိမ်မှုတည်ဆောက်တဲ့လုပ်ငန်းစဉ်ကိုထိရောက်စွာကူညီပေးနိုင်မှာမဟုတ်ဘူးဆိုတာပြောကြားကြင်ပါတယ်လို့ဦးကျော်စောကရှင်းပြပါရယ်အာဆီယံဖွဲ့အနေနဲ့ ူကြီးနဲ့တော်လိုင်းအင်အားစုတွေကိုတည်ရဝင်းထိတွေ့ဆက်ဆံပြီးနိုင်ငံရေးအဖြေရှာမှသာရေရှည်တည်တံ့ခိုင်မာတဲ့ငြိမ်းချမ်းတည်ငြိမ်မှုရနိုင်ကြောင်းအဆိုပါနီလန်ကသာမြန်မာနိုင်ငံအတွက်တခုနဲ့တော်နီလန်ဖြစ်ကြောင်းသူကဆက်ပြောပါရယ်မြမအချက်တဲပြည်လဲပုံအတွက်အကြံဖတ်ဆဲအောင်စုကအဖြစ်မဟုတ်ဘူးဆိုတာသိတာထင်ရှားနေပါရယ်အာဆီယံဖွဲ့အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လိုင်းအင်အားစုတွေနဲ့တည်ရဝင်းထိတွေ့ပြီးနိုင်ငံရေးအဖြေရှာဖို့လောက်ကင်ချင်းကသာရေရှည်တည်တံ့ခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုကိုရတဲ့တခုနဲ့တော်နီလန်ဖြစ်တယ်ဆိုတာပြောချင်ပါတယ်လို့သူ ကဆိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်ဖို့စစ်ရေးကဏ္ဍမှာပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်တပ်ဖွဲ့350ကျောင်းဖွဲ့စည်းတည်ထောင်ထားပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့အနေနဲ့မြို့နယ်ပေါင်း235မြို့နယ်မှာဖွဲ့စည်းထားပြီးဖြစ်ကြောင်း NUG ကတရားဝင်သတင်းထုတ်ပြန်ပါတယ် နောက်ထပ်တပုတ်အနေနဲ့ပဲခူးတိုင်းတွင်အင်ကထိုးစစ်စင်ဝင်ရောက်ခြင်းပြည်သူ့ကာကွယ်တပ်တွင်နဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတွင်အင်ကထိုးစစ်ဝင်ရောက်ခြင်းပြည်သူ့ကာကွယ်တပ်တွင်နဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်းပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3600တက်တရင်စစ်ထောက်လိုင်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံရှဲဘော်ရှဲတို့ကပြောပါရယ်။တရင်ဌာနအနေနဲ့တွေ့ဆုံမင်းမြန်ကမှာပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3600တက်တရင်စစ်ထောက်လိုင်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံရှဲဘော်ရှဲတို့ကအထက်ပါတိုင်းပြောဆို လိုက်တာပါ လက်တလုံးအင်ကရခိုင်ရိုးမနဲ့ပဲခူးတိုင်းဆက်ပထမမြို့နယ်တွင်ကိုဝင်ရောက်နေပြီးစစ်ကောင်စီတပ်စခန်းတချို့ကိုသိမ်းပိုက်လျက်ရှိကြောင်းပဲခူးတိုင်းတွင်ကိုလည်းအင်ရဲ့ထိုးစစ်တွေရှိနေခြင်းဒေသပြည်သူကာကွယ်တပ်တွေနဲ့အင်အကြားချိန်ဆမှုတွေရှိနေကြောင်း၎င်းကရှင်းပြပါရယ်ကျွန်တော်တို့နဲ့ရခိုင်အင်တပ်တွေနဲ့ချိန်ဆမှုရှိပါတယ်အခုလက်ရှိလည်းပူးပေါင်းဆောင်ရွက်နေတာမျိုးတွေရှိပါတယ်ပထမမြို့မှာဆိုရင်စစ်ကောင်စီရဲ့ကာပါစာထုတ်လုပ်ရေးတပ်တွေအများဆုံးတည်ရှိတဲ့နေရာပေါ့အဲ့ဒီနေရာတွေမှာတော့ရှေ့ဆက်ပြီးစီးရေးပြင်းထန်နိုင်ပါတယ်ဘလောက်ထိစီးရေးဖြစ်လာမလဲဆိုတာတော့ ျွန်တော်တို့ကြိုတင်ပြီးတော့မှမသိရသေးဘူးလို့ပြောပါရယ်။အကြံဖက်စစ်ကောင်စီတပ်ကပြည်ခရိုင်ဘကူယူမအတွင်းစစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီးအင်အားရာချီတက်လာနေကြောင်းဒေသခံပြည်သူကာကွယ်တပ်တွေနဲ့ပြင်ဆင်မှုတွေလှုပ်ဆောင်နေကြောင်း၎င်းကဆိုပါရယ်။အခုပေါင်းတလင်ဘက်မှပေါက်ခေါင်း မြို့နယ်ပေါင်းတလိန်နာမှာဆိုရင်နတ်တလင်းတို့ရွာဘက်ကိုစစ်ကြောင်းထိုးဖို့လုပ်နေတယ်ဒီနေ့မှာဆိုရင်စစ်ကားကြီး၈စီးလောက်နဲ့တက်လာပြီးတော့အင်းအား200ခန်းလောက်နဲ့ပဲဒီကောင်တွေတက်လာတာရှိနေတိုင်းပဲသူတို့ဘလောက်ပဲတက်လာပါစေကျွန်တော်တို့ဘက်ကလည်းအစင်တင်ဆောင်ရွက်ထားပါတယ်လို့၎င်းကဆက်လက်ရှင်းပြပါပါတယ် အရခတတ်တော်အေကရခိုင်ယူမနယ်နယ်နိမိတ်ထိစပ်နေတဲ့ရခိုင်ပဲခူးအဆက်ရခိုင်မကွေးအဆက်ရခိုင်အရာရီအဆက်နဲ့ရခိုင်ယူမအရာရီတိုင်းဆက်တို့မှလည်းစစ်ပွဲများဆင်နွှဲလျက်ရှိရာ ရခိုင်ပဲခူးအဆက်ရှိမိုးတီတောင်စစ်တပ်စခန်းကိုဇန်နဝါရီလ26ရက်နေ့သိမ်းပိုက်ခဲ့ပါတယ်။အေပြီလ2ရက်နေ့မှာပဲခူးတိုင်းညောင်ကျိုးဖြူဟာစခန်းကိုအရခတတ်တော်မှအလုံးစုံသိမ်းပိုက်ရရှိပြီးဗရောင်းမြို့နယ်အတွင်းမှာထိုးစစ်များအေက PDM များနဲ့ပူးပေါင်းပြီးဆက်လက်ဆင်နွှဲနေကြောင်းတော်လိုင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့မြမအကြက်တဲ့ပြည်လဲဖို့အတွက်အစံဖတ်အုပ်စုကအပြည့်မဟုတ်ဘူးလို့သမရယုံပြောခွင့်ဆိုခွင့်ရှိသူဦးကျော်စောကနိုင်ငံတကာကိုအသိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြမအချက်တဲပြင်လဲဖို့အတွက်အစံပတ်ဆိုင်အုပ်စုကအဖြစ်မဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးဆိုရာတမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကနိုင်ငံတကာကိုအသိပေးပြောဆိုလိုက်ပါတယ်။ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်ကိုမြင့်ဆောင်2025ကိုဒီကနေ့မှထုတ်လွှင့်ခဲ့ရအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။လက်ရှိမှာမြမပြည်သူလူထုအပေါ်မဟာလာနဲ့စစ်ကောင်စီကအစံပတ်လုံရက်တွေကိုကျူးလွန်နေတာကိုအာဆီယံအနေနဲ့လစ်လျူမရှုဖို့အရင်ကြီးပါတယ်။အစံပတ်လုံရက်တွေကိုလစ်လျူရှုထားမယ်ဆိုရင်မြန်မာနိုင်ငံမှာငြိမ်းချမ်းတည်ငြိမ်မှုတည်ဆောက် ောက်တဲ့လုပ်ငန်းစဉ်ကိုထိရောက်စွာကူညီပေးနိုင်မှာမဟုတ်ဘူးဆိုတာပြောကြားခြင်းပါတယ်။မြန်မာအကြက်တဲပြည်လဲဖို့အတွက်အကြက်ဘက်ဆဲအုပ်စုကအဖြစ်မဟုတ်ဘူးဆိုတာတိတာထင်ရှားနေပါတယ်လို့ဦးကျော်စောကပြောကြားလိုက်တာပါ။ အာဆီယံအလဲကြဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဝင်ကြီးချုပ်တို့ AB session ရဲ့မှာတရားဝင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတော်လိုင်းလေးနှစ်တာအတွင်းမှာပထမဆုံးချိန်တရားဝင်ဆက်သွယ်ဆွေးနွေးမှုကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုရဲလို့ထည့်သွင်းပြောကြားခဲ့ပါတယ်မြန်မာပြည်သားတွေလူချင်းနဲ့ငြိမ်းချမ်းသာယာဝါပြောနဲ့ Federal Democracy ပြည်သားစုတည်ဆောက်နိုင်အောင်ဦးတည်မယ်အားလုံးပါဝင်တဲ့ဒေသဆိုင်ရာဆွေးနွေးပွဲဖြစ်ဖို့အတွက်အရေးပါတဲ့အဆင့်တစ်ခုလည်းဖြစ်တယ်လို့ထင်မြင်မိပါတယ်အကျိုးရှိရဲ့နောက်ထပ်ထိပ်သီးဆွေးနွေးမှုတွေဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်လို့ဦးကျော်စောကပြောပါတယ်။အကြံဘက်စစ်စံစီကငလင်ပေးတင်ပြည်သူတွေကိုကူညီဖို့ပြက်ကွက်တဲ့အပြင်လူသားချင်းစာနာမှုအကူအညီတွေပေးနေတယ်။နိုင်ငံတကာအဖွဲ့တွေနဲ့ပြည်တွင်းအဖွဲ့အစည်းတွေကိုအနှောက်အယှက်ပေးတာအကူအညီတွေကိုတားဆီးပိတ်ပင်တာတွေလှုံ့ဆော်နေရလို့အတည်ပြုပြောကြားခဲ့ပါတယ်။ငလင်ပေးတင်ပြည်သူတွေအတွက်နိုင်ငံတကာအဖွဲ့အစည်းတွေကပေးအပ်တဲ့ပစ္စည်းတွေကိုလိုအပ်တဲ့ပြည်သူတွေစီပြန့်ဝေခြင်းမပြုဘဲနေပြည်တော်မှာဖြစ်တယ်လို့ထိန်းသိမ်းထားတာတွေကိုဓာတ်ပုံမှတ်တမ်းတွေမှာတွေ့မြင်ရတယ်လို့ဦးကျော်စောကပြောပါတယ်။ ။ဥပမာဆိုရင် ASEAN AHA Center ကပေးတဲ့ပစ္စည်းတွေကိုမိုးတဲ့လီထဲမှာပစ်ထားတာတွေလူလူတွေစီမရောက်ဖဲနဲ့နေပြည်တော်မှာပဲဖြစ်တယ်လို့ထားတာမျိုးတွေတွေ့နေရတယ်။မန္တလေးမှာစင်ရဲသားပြည်သူတွေကိုဘာမှအကူအညီမပေးလို့အမိုးကမရှိနေတိုင်းဒုက္ခရောက်နေတဲ့ပုံတွေကလည်းတက်တေတခုဖြစ်ပါတယ်။ကိုကျိုးရှာရောင်းစားမှုတွေကြောင့်အကူအညီပြည့်စင်အစားအသောက်တချို့စည်းကွက်တင်ရောက်ရှိလာတာတွေ့ရပါတယ်လို့ဦးကျော်စောကပြောပါတယ် ဒါအပြင်နိုင်ငံတကာဒေသတွင်လည်းအိမ်ကြီးချင်းနိုင်ငံများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တဘာဝဘေးအန္တရာယ်တွေကြားထဲကနေအမျက်ထွက်မှုတွေကိုတတိထားစောင့်ကြည့်ကြဖို့အတွက်လည်းတိုက်တွန်းပြောကြားထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့စကိုင်းကလင်းကြီးကြောင့်ဒုက္ခရောက်နေကြတဲ့မြန်မာနိုင်ငံမှာပြည်သူတန်းပေါင်းများစွာကိုအကူအညီပေးဖို့အချိန်မဆိုင်ပဲချက်ချင်းရောက်လာပြီးကယ်ဆယ်ရေးလုပ်ငန်းများကအစားအကူအညီပေးနေကြတဲ့အိမ်ကြီးချင်းနိုင်ငံများအာဆီယံနိုင်ငံတကာနဲ့ UN အဖွဲ့အစည်းများ US UK EU ကနေဒါအော်စတြေးလျအစားရှိတဲ့နိုင်ငံများ များစွာကိုကျေးဇူးတင်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ ဆလတ်ပြီးပြင်ဦးတွင်အုံမတိလန်ခွဲတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကစစ်ကူဇတိုက်ပွဲတွေအကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းမြောင်နောင်ချိုမှာစစ်ကောင်စီနဲ့တောင်မျိုးသားလူမျိုးရေးတပ်မတော် DNL ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါရယ်။ပြင်ဦးတွင်အုံမတိလန်ခွဲမှာ EPL 28ရက်နေ့နေ့လယ်ပိုင်းထိစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့များအနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံတွေကသိရပါရယ်။ရှမ်းတောင်ဘက်မှာထိုးစစ်အင်အားတွေပြင်လာပြီးစစ်အင်အားအလုံးရင်နဲ့အင်အားဖြည့်ထားတယ်။အခုကဗက်ဆောင်ကနေချနေတဲ့သဘောပဲတောင်ခန်းကိုအဖက်ဖက်ကနေအင်အားဖြည့်ပြီးဝင်တိုက်နေတာလို့ စည်ရေးတရင်အရင်မြစ်တွေကပြောပါတယ်စစ်ကားစင်ကပြင်းဦးနဲ့တနေမှာနေပြီးစစ်ကားကြီးလေးစီးပါရှင်တန်းကိုဗန်ဝေးဘက်ကိုဒီကနေ့နေ့ကမှာပို့ဆောင်ခဲ့ပြီးအဆိုပါစစ်ကူရင်တန်းမှာလက်နက်ခဲရက်နဲ့တပ်ဖွဲ့ဝင်အင်အားတရာခန့်ပါရှိကြောင်းတရင်အရင်မြစ်တွေစီကတင်ရပါတယ်စစ်ကောင်စင်ကနောက်ချိုကိုအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်နေပြီးတရနယ်လေးတပ်များအထိုင်ချထားတဲ့နောင်လင်ကိုလည်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိကြောင်းတင်ရပါတယ်စစ်ကောင်စင်ကတရနယ်လေးတပ်များအထိုင်ချထားတဲ့ရှားပြင်းဘက်ရှိစကန်ကုန်းတစ်ခုကိုတင်ယူလိုက်ပြီးဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်ကစစ်ကော ောင်စီတက်မ17ရဲ့ခမရ210နဲ့ခမရ213တို့က TNL ရဲ့အဓိကစကန်ကုံပွိုင်းတင်းနစ်ခုံကိုကိုတန်းယူဖို့ထိုးစစ်ပြင်ဆင်ထားတော်လဲရှေ့ဆက်မတူနိုင်တဲ့အနေထားဖြစ်ကြောင်းတရင်ရင်မြစ်ကဆိုပါတယ်လက်ရှိမှာ နောင်ချိုတောင်ခမ်းစစ်မျက်နှာပြင်ကိုစစ်တိုင်မှုဖြစ်သူဗိုလ်မှူးချုပ်အေမင်ဦးကတိုင်းရိုက်ကိုကဲထိုးစစ်စင်နေကြောင်းတက်တရင်ရင်မြစ်တွေစီမှာသိရတယ်လို့တရင်မှာဖော်ပြပါရှိပါတယ်ရှင်